Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့အစည်းအိမ်၅သိန်းမြောက်လျှက်စစ်ကားထုတ်လုပ်နိုင်ပြီဖြစ်တဲ့ Xiaomi အကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်ဖုန်းကုမ္ပဏီလိုလူသိများတဲ့ Xiaomi ဟာကားလောကမှာလည်းစံချိန်တင်မဲ့မှတ်တိုင်တစ်ခုကိုစိုက်ထူနိုင်ခဲ့ပါပြီပြီးခဲ့တဲ့နိုဝင်ဘာ20ရက်နေ့က Xiaomi ရဲ့အစည်းအိမ်၅သိန်းမြောက် EV ကားဟာစက်ယုံကနေတရားဝင်ထွက်ရှိလာခဲ့ပါတယ် ဒီပမာဏကိုရောက်ရှိဖို့သူတို့အနေနဲ့ပထမဆုံးကစတင်မိဆက်ချိန်ကနေစပြီးရပောင်း6နှစ်2ရက်တနည်းနဲ့8လဝန်းကျင်သာအချိန်ယူခဲ့ရတာပါဒါဟာကပ္ပ EV တမိုင်းမှာကားထုတ်လို့သူအစ်စ်တစ်ခုအနေနဲ့အစည်းအဝေး၅သိန်းပြည့်ဖို့အချိန်အနည်းဆုံးနဲ့ထုတ်လုပ်နိုင်တဲ့စံချိန်တစ်တစ်ခုလည်းဖြစ်လာပါတယ် ဒီလိုလှင်းလင်းမြန်မြန်ထုတ်လုပ်နိုင်တာက Xiaomi SU7 အပြင်ပြီးခဲ့တဲ့ဇွန်လကမှမိတ်ဆက်ခဲ့တဲ့ YU7 SUV ကတည်းရဲ့အားပြည့်မှုတွေကြောင့်လည်းသုံးသပ်ရပါတယ်။စိတ်ဝင်စားစရာနောက်ထပ်တစ်ချက်ကတော့2025ခုနှစ်တတိယ3လပတ်မှာ Xiaomi ရဲ့ EV ကဏ္ဍဟာအမျက်စတင်ရရှိနေပြီဖြစ်ပါတယ်။ပုံမှန်အားဖြင့်ကားထုတ်လုပ်သူအသစ်တွေအနေနဲ့အချိန်တိုတွင်အမျက်ရဖို့ခက်ခဲလေးရှိပေမယ့် Xiaomi ကတော့နည်းပညာနဲ့ထုတ်လုပ်မှုပိုင်းကျွမ်းကျင်မှုကြောင့်စွမ်းဆောင်ပြခဲ့နိုင်တာဖြစ်ပါတယ်။ အခုဆို Xiaomi ဟာ2025ခုနှစ်ကုန်ဆုံးရက်မှာသုံးဆွဲသူတွေလက်ထက်ကားအစီးရေ၄သိန်းအထိပေးဖို့နိုင်ဖို့မျှော်မှန်းထားတယ်လို့ CEO လီကျွန်းကပြောထားပါတယ်။ဟုတ်ကဲ့ပါရှင်။အခုတစ်ခေါက်တင်ဆက်ပေးခဲ့တာကတော့အစီးရေ၅သိန်းမြောက်လျှက်စစ်ကားထုတ်လုပ်နိုင်ပြီဖြစ်တဲ့ Xiaomi အကြောင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးကြတဲ့ Star Channel ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။